ွယ်ထားတဲ့ကြောက်လေး၃လုံးကိုပြန်လည်ပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလုံးဝမကြော်ပဲနဲ့ဆုံးအောင်လည်းကြည့်လိုက်ပါဒီ၃လုံးဖြစ်ပါတယ်ဒီကြောက်လေး၃လုံးကတော့ထိုင်းကမိတ်ဆွေတယောက်က online ပေါ်ကနေပြီးတော့မှမာပြီးတော့မှကျွန်တော်စီကိုပို့လိုက်တဲ့ကြောက်လေး၃လုံးလည်းဖြစ်ပါတယ်သူပြောတာကတော့မနာချက်တွေ၃လုံးလို့ပြောတာပေါ့ဗျာအဲ့တော့ကြောက်ကတော့ချက်တွေတော့ချက်တွေပါပဲဒါပေမဲ့မနာတော့မဟုတ်ပါဘူးအခုလက်ရှိကြည့်နေတဲ့ဒီကြောက်လေးကတော့ကြောက်ကအပဲ့လေးပါတဲ့နေရာမှာကျွန်တော်တို့အသားရန်းကိုမြင်နေရတယ်ကြောက်မျိုးရန်းနှုတ်တယ်အခွန်ကလည်းဖော်ဖယ်ကြီးဖြစ် ြစ်တယ်အခွန်ကကျင့်လို့မရှိဘူးပဲနေတဲ့နေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အသားတန်းမရဘူးအသားတန်းရနိုင်ချေအရန်ကိုနဲတဲ့အနေထားမှာပဲဖြစ်ပါတယ်ဝယ်ရင်စည်းအနေနဲ့ကတော့မိတ်ဆွေတို့ဗီဒီယိုရဲ့အစမှာတွေ့ခဲ့ပါတယ်ဒီတလုံးလေးကတော့12000ဖြစ်တယ်နောက်ထပ်ကြံတဲ့နှလုံးပူးလေးမှာလည်းအဲ့နှလုံးပေါင်းမှာ12000အဲ့ဒီတော့သူဝယ်ရတဲ့ဈေးနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီကြောက်လေးတွေကဈေးကတော့မများပါဘူးဒီလုံးလေးကလည်းထိုင်နေနဲ့လတယ်လို့ပြောလို့ရပါတယ်အခွန်အနေနဲ့လည်းမဆိုးဘူးပထမအလုံးထက်စားလို့ရှိရင်နည်းနည်းလေးတင်းရင်းမှုလေးတော့ရှိတယ်ဒါပေမဲ့မျို းတန်းလေးရတော့နည်းနည်းလေးလိုအပ်တယ်လို့ထင်ပါတယ်ဒီကြောက်လေးတွေသုံးလုံးကိုကျွန်တော်ဝိုင်းထမ်းမှာပွဲသေးတိုက်ခိုင်းကြည့်ရတဲ့အချိန်မှာကြိုက်မဲ့လူမရှိဘူးဈေးပေးမဲ့လူမရှိတဲ့အပေါ်မှာဒီကြောက်လေးကိုကျွန်တော်အဲ့ဒီမိတ်ဆွေကိုလိုင်းပေါ်ကနေပြီးတော့စကားပြောကြည့်တယ်ကြောက်လေးတွေကတော့ဒီလိုဒီလိုဖြစ်တယ်နည်းနည်းလေးတော့လိုအပ်မှုတွေရှိတယ်အရင်ကြီးတော့အောင်ရှင်တဲ့စိတ်မျိုးအရင်ကြီးတော့မထားနဲ့မျိုးလင်းချက်ကြီးတွေအများကြီးတော့မထားနဲ့ဒီကြောက်လေးတွေကဒီတိုင်းထားမယ်ဆိုရင်လည်းဘာမှမထူဘူးဖြတ်ကြည့်မယ်ဆိုရင်တော့နည်းနည်းလေးဟိုဖြတ်ပြီးသွားတဲ့ရလက်ကဘလို့လဲဆိုတဲ့ဟာကိုဘ ഹു ဒူတာအနေနဲ့တော့ကြံခဲ့မယ်ဒီလိုတွေကျွန်တော်တို့ကလိုင်းပ ဘောကနေဝယ်မယ်အဝေးမှဖြစ်နေမယ်ဆိုရင်တော့မဝယ်ဘူးကျွန်တော်အနေနဲ့အကြံပြုချင်တယ်ဘာလို့လဲဆိုရင်ကြောက်ဆိုတာကတော့ကိုယ်တိုင်ကိုကြဝယ်ပြီးတော့မှကိုယ်တိုင်ကိုကြလောက်ကင်မှာပဲတီးတီးကြကြဗဟုသုတတွေရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနောက်ဆုံးတလုံးလေးကတော့ကျွန်တော်တို့အရေးမန်းချိုးလေးတစ်ချက်တော့ပါတယ်အရေးချိုးလို့ပြောလို့ရပါတယ်ဒါပေမဲ့အရန်ကြီးတော့မျောလင်းချက်တော့ထားလို့မရဘူးအရန်ကြီးတော့မပီပြင်းတဲ့အပေါ်မှာနောက်တစ်ခုကကြောက်ကဒီသုံးလုံးထဲမှာဒီတလုံးကအခွန်ကအလှဆုံးလို့လည်းပြောလို့ရတယ်မန်းချိုးလေးလည်းပါတယ်အနာအနေနဲ့ကတော့အရန်ကိုများတယ်အခုလို တက်မီထွန်းပြီးတော့မှကြည့်မယ်ဆိုရင်ဖုန်းလေးကနေကြည့်မယ်ဆိုရင်တော့တိတ်ပြီးတော့မှတော့မမြင်ရတော့ဘူးအပြင်မှာဆိုရင်လည်းအရန်ကိုတင်းငယ်တဲ့အပေါ်မှာပေါ့နော်ဒီဂျိုးလေးကအဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ထွက်စည်းလည်းမရှိတဲ့အပေါ်မှာဒီကြောက်လေးကိုထိုင်းကမိတ်ဆွေကလည်းဒီကြောက်လေးကိုဖျက်တောက်ပေးပါလို့ပြောတဲ့အပေါ်မှာဒီကြောက်လေးတွေကိုကျွန်တော်မီးလာတဲ့အချိန်ကျွန်တော်အားရရက်မှာဖျက်တောက်ထားပေးပါမယ်ဖျက်ပြီးသွားတဲ့အနေထားကဘယ်လိုဖြစ်မလဲဆိုတာကိုတော့နောက်ဗီဒီယိုမှာကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ရက်နာပါမယ်ကြောက်လေးတွေကိုဖျက်ပြမှာပဲဖြစ်ပါတယ်ဖျက်ပြီးသွားတဲ့အနေထားလေးကိုတော့ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်စိတ် ဝင်စားရဆိုလို့ရှိရင်တော့ဒီထဲမှာတွေ့နေရတဲ့ကြောက်လေးတွေကတော့တနေ့ကဗီဒီယိုမှာကျွန်တော်တင်ခဲ့တဲ့ကြောက်လေး၃လုံးပဲဖြစ်ပါတယ်ဒီကြောက်လေး၃လုံးကတော့ထိုင်းကမိတ်ဆွေတယောက်ကအွန်လိုင်းပေါ်ကနေဝယ်ထားတဲ့ကြောက်လေးကိုကျွန်တော်စီကိုပို့ထားပေးတဲ့ကြောက်လေးပါဒီကြောက်လေးတွေနဲ့ပတ်သက်ပြီးတော့မှာတော့ကျွန်တော်တနေ့ကဗီဒီယိုဖိုင်မှာတေချာလေးရှင်းပြတင်ပြခဲ့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ပထမဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်အကောင့်ထဲမှာဝင်ပြီးတော့မှပြန်လည်ကြည့်လိုက်ပါအဲ့ဒီဗီဒီယိုထဲမှာကျွန်တော်ပြောခဲ့တဲ့ပုံစံနဲ့ဒီနေ့ဖြတ်ပြီးသွားတဲ့ရလတ်ကဘလို့ကွာချားမလဲ ဘလို့ဖြစ်နေလဲဆိုတဲ့ဟာကိုမိတ်ဆွေတို့တတိကျကျလေးသိရမှာပဲဖြစ်ပါတယ်အဲ့လိုလိုက်ကြည့်ခြင်းအားဖြင့်မဖြတ်ခင်ကပုံစံနဲ့ဖြတ်ပြီးသွားတဲ့အနေထားလေးကိုကိုယ်ရည်တည်တည်ချာချာလေးအယုံဆိုင်ပြီးတော့မှမှတ်သားထားမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာကိုယ်လုံးတဲ့အချိန်မှာလည်းကိုယ်တည်းအများကြီးအတုံးဝင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ကျောင်းနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်ဆရာတယောက်တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်လောက်ကင်နေတဲ့လောက်ကျွန်တော်တည်တတ်နားလေတဲ့လောက်လေးတွေကိုတတ်နိုင်ဆုံးကျွန်တော်မျှဝေပြီးသွားမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ရဘူးဆိုလို့ရှိရင်လည်း follow လုပ်ဖို့လည်းမမေ့ခင်တော့ဘူးနော်ဒီနေ့ဖြတ်ပြတဲ့ဒီကျောင်းနှလုံးကပထမ အုံဆုံးဖြတ်တဲ့တလုံးကအလုံးလေးနည်းနည်းကြည့်ရဲအဲ့တလုံးကတော့ဝယ်ရင်းစီ12000ကျထားတဲ့တလုံးပဲဖြစ်ပါတယ်အခုဖြတ်နေတဲ့ဒီတလုံးလေးကတော့6000ပဲထားလိုက်မယ်သူကနှလုံးပေါင်းပြီးမှ12000ကျထားတယ်ဆိုတော့ဒီတလုံးကတော့6000ထားလိုက်မယ်ကျန်တဲ့နောက်တလုံးလေးကတော့အည်ကျိုးလေးပါတဲ့တလုံးပါအဲ့ဒီတလုံးကတော့ကျွန်တော်နောက်နေ့မှပြန်ပြီးတော့မှဖြတ်တဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်မြဝေပေးသွားမှာဖြစ်ပါတယ်ကဲအခုဖြတ်ပြီးသွားတဲ့ပထမဆုံးတလုံးလေးကတော့12000နဲ့ဝယ်ထားတဲ့တလုံးပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့အသားလေးပြတ်တဲ့ကြောက်မျိုးတန်းလည်းမရပါဘူးဒီလိုပုံစံမျိုးဆိုလို့ရှိရင်ဘယ်နေရာမှာမှ သုံးလို့အဆင်မပြေနိုင်ပါဘူးအဲ့တော့ဒီကြောက်လေးကတော့ရှုံးပါတယ်ဒါလေးကတော့6000ကျထားတဲ့အလုံးလေးပဲဖြစ်ပါတယ်ဒါလေးဖြတ်ပြီးသွားတဲ့ရက်လက်လေးကတော့မေဆွေတို့မြင်တဲ့အတိုင်းပဲဒါဆိုရင်လည်းလုံးဝအတပြက်ပဲဖြစ်ပါတယ်ဒီလိုကြောက်မျိုးလေးတွေဆိုလို့ရှိရင်တော့လုံးဝအသုံးမဝင်ပါဘူးအဲ့တော့တခါတလေကြရင်ကျွန်တော်တို့ကဈေးပေါ်ရဲဆိုပြီးတော့မှလည်းအရင်ကြီးလိုက်ဝယ်ဖို့မသိဘူးဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ပြောပြချင်တာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်လေးနဲ့ပဲညှနာလိုက်ပါမယ်